အင်တာနက်မရှိတဲ့ချိန်မှာ TikTok ပေါ်ကဗီဒီယိုတွေကိုကြည့်လို့ရအောင်လုပ်ထားတဲ့နေလိုင်းကိုပြပြပေးမှဖြစ်ပါတယ်။ TikTok ထဲကိုဝင်သွားလိုက်ပါ။ profile ထဲကိုတစ်ချက်လိုက်ပေးလိုက်ပါ။ Okay profile ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်နားလေးကမြင်းထုံးချောင်းလေးထဲကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးတော့အောင်နာလေးက setting and privacy ထဲကိုတစ်ချက်နှိပ်ပါ။ ောက်ဖက်ကိုနေနေဆင်းသွားလိုက်မယ် offline video ကိုနှိပ်ပေးလိုက်ပါကဲဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော် အင်တာနက်မရှိတဲ့အချိန်မှာ TikTok ပေါ်ကဗီဒီယိုတွေကိုချိလို့ရအောင်ကျွန်တော်အနေနဲ့ဒီ offline ဗီဒီယိုဆိုတဲ့ညလေးမှာကျွန်တော်ဗီဒီယိုတွေကို download ဆွဲယူထားလို့ရပြီပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့အင်တာနက်မရှိတဲ့အချိန်မှာဗီဒီယိုတွေကိုအပုတ်ရေဘလောက်ထိချိရမလဲဒီမှာအခန့်တန်နဲ့ကျွန်တော်တို့စိတ်ကြိုက် download ဆွဲယူထားလို့ရပါတယ်ဗီဒီယိုပုတ်ရေ90ကို download ထားမလား100ကို download ထားမလား150လား200လားစသည်ဖြင့်ကျွန်တော်တို့စိတ်ကြိုက်ကြည့်ပြီးတော့ download ဆွဲယူထားနိုင်ပါတယ် ဗီဒီယိုကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ download ကိုနှိပ်ပေးလိုက်ပါ။ပြရားရခိုင်နှုန်းပြည့်တဲ့အထိစောင့်လိုက်ပါ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ offline video အနေနဲ့ကျွန်တော်တို့ internet မရှိတဲ့အချိန်မှာ detail လာပြီးတော့ဝင်ကြည့်လို့ရမှာဖြစ်ပါတယ်။